အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေကြိုဆိုပါရခင်ဗျာဒီဇင်ဘာလတင်ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာ့ကျန်းမာရေးအတွက်အရေးကြီးဆုံးဖြစ်ခဲ့ကမ္ဘာ AIDS နေ့အကြောင်းကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ဒီဇင်ဘာလတင်ရက်နေ့ကိုဘာကြောင့်သတ်မှတ်ရသလဲဒီယောဂရဲ့အခြေအနေဘယ်လိုရှိသလဲပြီးတော့အရေးအကြီးဆုံးဖြစ်ခဲ့ကိုကိုကိုဘလူကွယ်နိုင်မလဲဆိုတဲ့အချက်တွေကိုပါပြောပြပေးသွားမှာပါ ဗီဒီယိုကိုအဆုံးထိကြည့်ရှုပြီးအသိပညာဗဟုသုတတွေရယူဖို့ဖိတ်ခေါ်ပါရခင်ဗျာ AIDS နဲ့တဲ့ဘယ်ကပါလဲအားလုံးသိကြတဲ့အတိုင်းပါပဲကမ္ဘာ AIDS နဲ့ကိုနှစ်ဆင်ဒီဇင်ဘာလတည့်ရက်နေ့မှာကျင်းပလေရှိပါသည်အဲ့ဒီနေ့ကို1988ခုနှစ်ကနေစတင်သတ်မှတ်ခဲ့တာပါကမ္ဘာ AIDS နဲ့ကိုသတ်မှတ်ရတဲ့အထူးအရေးချက်ကတော့ HIV ဗိုင်းရပ်ကြောင့်ဖြစ်ပွားနေတဲ့ AIDS ကပ်ရောဂါအကြောင်းကို လူသိရှင်းကြားသတိပြုမိဖို့ကာကွယ်နည်းတွေနဲ့ပတ်သက်ပြီးပညာပေးဖို့ပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီရောဂါကြောင့်ဆုံးပွားသွားတဲ့သူတွေအတွက်ဝါနေချင်းကို ဖော်ပြတဲ့အနေနဲ့လဲဂုဏ်ပြုကြတာဖြစ်ပါတယ်။ကမ္ဘာ AIDS နေ့ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ကအရာရှိနှစ်ဦးထက်တဲ့ James W. Barnett, Thomas Nattaru က 1989ခုနှစ်မှာစတင်အကြံပြုခဲ့ကြတာပါ1996ခုနှစ်နောက်ပိုင်းမှာတော့ကုလသမဂ္ဂရဲ့ HIV AIDS ပူးပေါင်းဆောင်ရွက်အစီအစဉ်ဖြစ်တဲ့ UNH ကဦးဆောင်ပြီးကမ္ဘာတဝန်းလုံးကိုစီးယုံလှုပ်ရှားပေးခဲ့တာပါယောဂအကြောင်းနဲ့တိုးတက်လာတဲ့လက်ရှိအချင်းတွေ AIDS ဆိုတာ HIV virus ပိုးကြောင့်ဖြစ်တာကိုကျွန်တော်တို့အားလုံးသိထားသင့်ပါတယ်ဒီ virus က လူနာရဲ့ကိုယ်ခန္ဓာအစနစ်ကိုတိုက်ခိုက်ဖျက်ဆီးပစ်လို့အခြားယောဂါတွေကိုတွန်းလှန်နိုင်စွမ်းရော့ချသွားတာဖြစ်ပါတယ်။ဒါကြောင့်လေဒီယောဂါဟာကမ္ဘာတဝန်းလုံးမှာတော့အရေးကြီးဆုံးပြည်သူ့ကျန်းမာရေးပြဿနာတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ထည့်ရပြီးမှတ်တမ်းများအရာနှထောရီစေပြီးနေတဲ့အထိလူသန်းပေါင်း29တသမနှစ်မတန်းကနေ59တသမ8တန်းကြားတည်ဆုံးခဲ့ရပါတယ်။ဒါပေမဲ့ ဝမ်းသာစရာတရင်ကတော့တိပံပညာရဲ့ဒုတတ်မှုကြောင့်ဒီယောဂကို ကုသရမှာအောင်မြင်မှုတွေရလာတာပါပဲ virus sport တိုက်ခိုက်ရေးစေဝါများ anti retroviral treatment ART ကြောင့်2004ခုနှစ်မှာအမြင့်ဆုံးရောက်ခဲ့တဲ့တည်ဆုံးမှုနှုန်းဟာ2020ပြည့်နှစ်မှာ64ရာခိုင်နှုန်းထိကျဆင်းသွားပါပြီအခုဆိုရင်ဒီဆေးဝါးတွေကိုမှန်မှန်ကန်ကန်တောက်တုံးခြင်းအပြင် HIV ပိုးစီးသူတွေဟာ ုံမှန်တတားနေပါ နေထိုင်နိုင်ကြပြီဖြစ်ပါတယ် HIV AIDS ကိုကာကွယ်နိုင်တဲ့နည်းလမ်းများဒီလိုတိုးတက်မှုတွေရှိလာပေမဲ့ဇောကမထစ်အောင်ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါပဲ HIV AIDS ကို ကာကွယ်နိုင်မဲ့အဓိကနည်းလမ်းတွေကို လေ့လာကြည့်ရအောင်ပါလုံခြုံစိတ်ချရသောလိန်ဆက်ဆံခြင်း HIV ကူးစက်မှုရဲ့အဓိကလမ်းကြောင်းဖြစ်တာကြောင့်လိန်ဆက်ဆံတိုင်းမှာ ကွန်ဒုံကိုစနစ်တကျအသုံးပြုခြင်းဟာအလွန်အရေးကြီးပါတယ်။အဲ့နဲ့ဆေးထုတ်ပြုများတန်ရှင်ရေးမူရေးဆေးသုံးဆွဲသူကြီးကြမှာအတ္တချောင်းလေးကိုအတူများဝေသုံးဆွဲတာမျိုးကိုရှောင်ရှားရပါလေ။တကိုးလေးတုံးအနှစ်ဆေးထုတ်ပြုများကိုသာသုံးဆွဲတင်ပါနဲ့။ဈေးရုံဈေးကမ်းများမှာလေတခါတုံးပစ္စည်းများကိုသာအသုံးပြုဖို့လိုအပ်ပါလေ။ကိုဝင်ဆောင်မိခင်များကြူတင်ကြွယ်ခြင်း။ကိုဝင်ဆောင်မိခင်မှာ HIV ပိုးရှိနေတဲ့ဆိုရင် ART ဆေးဝါးများစနစ်အကျတောက်တုံးခြင်းအားဖြင့်မွေးလာမဲ့ကလေးစီကို ပိုးကူးဆက်နိုင်ခြေကို လုံးဝနှီးပါလျှော့ချပေးနိုင်ပါတယ်။ကြိုတင်ကာဝယ်ဆေးများဖြစ်တဲ့ pre-exposure prophylaxis နဲ့ post-exposure prophylaxis pre-exposure prophylaxis ဆိုတာကတော့ HIV မကူးစက်ခင်ကြိုတင်ကာကွယ်တဲ့ဆေးကို ပုံမှန်တောက်သုံးခြင်းဖြစ်ပါတယ်။ ကူးစက်နိုင်ခြင်းမြန်မာသူများအတွက်အလွန်ထိရောက်တဲ့ကာကွယ်နည်းပါ post exposure prophylaxis ဆိုတာကတော့ HIV ပိုးရှိသူနဲ့ထိတွေ့မိပြီလို့ယူဆရရင်ဥပမာကွန်ဒုံးပေါက်ကျခြင်းအထိုမီဂျင်းတို့လို ထိတွေ့မိသွားရင်82နှစ်အရွယ်အတွင်းအရေးပေါ်တောက်သုံးရတဲ့ဆေးဖြစ်ပြီး ကူးစက်မှုကို ကာကွယ်နိုင်ပါတယ်စစ်ဆေးမှုမှန်မှန်ခံယူခြင်းဟာ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုသိရှိဖို့အတွက် HIV စစ်ဆေးမှုကို မှန်မှန်ခံယူတာဟာလည်းအရေးကြီးတယ်ကာကွယ်မှုတည်းရဲ့ဖြစ်ပါလေ။နှစ်အလိုက်ဆောင်ဖို့တို့ရဲ့ရည်ဝချက်ကဘာ AIDS နေဤနှစ်အလိုက်ဆောင်ဖို့တို့ဟာဒီယောဂတိုက်ခတ်ရေးအတွက် ရှူဒေါင်းအမျိုးမျိုးကို လေးထားပေါ်ပြလိရှိပါတယ် လူအခွင့်အရေးနဲ့ခွဲခြားဆက်မှုမပြုရေးတို့ကအခြေခံကြလေကိစ္စရက်တွေအပြင်ယောဂကူးဆက်မှုတုံညက်အခြေအနေကို ရောက်ရှိစေရတဲ့အတွက်ရည်မှန်းချက်တွေကိုလည်းတိုက်တွန်းလို့ဆိုလေရှိပါတယ်ဒီနေ့ဗီဒီယိုကနေကမ္ဘာ AIDS နဲ့ရဲ့အရေးပါပုံနဲ့ HIV AIDS ကိုဘလို့ထိထိရောရောကာကွယ်နိုင်မလဲဆိုတဲ့အချက်လက်တွေကိုသိရှိကြပြီလို့ထင်ပါတယ်ဂျမားရေးဆိုင်ရာအသိပညာဗဟုသုတတွေဟာ အတလကိုကဲတင်နိုင်စွမ်းရှိပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုတင့်တငယ်ချင်းတွေမိသားစုဝင်တွေစီ share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့ရဲ့နောက်ထပ်ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ channel ကို subscribe လုပ်ပြီး bell ပုံလေးကိုနှိပ်ထားဖို့လည်းမမေ့ပါနဲ့လို့ပြောကြရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲရပ်နာပါရစေခင်ဗျာ။နောက်အပတ်မှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ။